တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စကိုင်းမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့အင်အား90ပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်များကစုပေါင်းတိုက်ခိုက်မှုစစ်တပ်ဘက်မှ25ဦးထပ်မံနဲ့တိုက်ဆုံသွားပြီးစစ်ကြောင်းတစ်ခုလုံးဖျို့ဖျဲဖြစ်ထွက်ပြေး အထိနာသွားတဲ့စစ်တပ်ကအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းမြို့နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့အင်အား90ပါတပ်မှ33စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်များကစုပေါင်းတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ25ဦးထက်မနည်းသေဆုံးသွားပြီးစစ်ကြောင်းတစ်ခုလုံးဖယိုဖယဲထွက်ပြေးသွားကြောင်းစကိုင်းမြို့နယ်အတွင်းမှာတော်လိုင်းရေးသတင်းအရင်းမြစ်ကပြောဆိုပါရ။ဧပြီလ25ရက်နေ့စကိုင်းမြို့နယ်အတွင်းမင်းကောနဲ့ဘဒူကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတော်လိုင်းရေးတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ကစစ်ကြောင်းများစွာခွဲပြီးစကိုင်းမြို့နယ်အတွင်းကိုဝင်ရောက်နေကြောင်းဧပြီလ25ရက်နေ့စကိုင်းမြို့နယ်အတွင်းတနေရာမှာအင်အား90ပါစစ်တပ်စစ်ကြောင်းကိုစစ်ကြောင်းတစ်ခုလုံးပြုတ်သွားသည့်အထိတိုက်ခိုက်ချိန်မုန်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စကိုင်းမြို့နယ်တဲကိုစစ်ကြောင်းတွေခွဲပြီးစစ်တပ်ကအင်အားအလုံးအင်းနဲ့ကိုဝင်လာနေတယ်။ မြေပြင်အခြေအနေကစရေအရတော်တော်ကိုတင်းမာနေတယ်။ဧပြီလ25ရက်နေ့တိုက်ပွဲမှာစစ်တပ်ကစစ်ကြောင်းပြုတ်အောင်ကျွန်တော်တို့တိုက်ခိုက်နိုင်ခဲ့ပေမဲ့လက်ရှိမှာစစ်ခွေးတွေကအင်အားထက်တိုးပြီးခြိတက်နေလို့အရင်သတိထားနေရတယ်။စစ်တပ်ကစစ်ကြောင်းတွေခွဲပြီးတော့စကိုင်းတွေကိုဖြန့်ထိုးနေတာလို့တော်လိုင်းရေးသတင်းအရင်းမြစ်ကရှင်းပြပါဗျာ။ စကိုင်းမြို့နယ်တနေရာမှာစစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့စစ်တပ်စစ်ကြောင်းမှာတပ်မ33စစ်ကြောင်းဖြစ်ပြီးစစ်တပ်ဘက်မှ25အုပ်ထပ်မင်းနဲ့သိမ်းဆုံးခဲ့ကြောင်းလက်နက်ခဲယမ်းများနဲ့တင်ဆက်ရရှိခဲ့ကြောင်းစစ်ကြောင်းမှာအင်အား90ခန့်ပါရှိပြီးတချို့မှာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။အချင်းဒီတွေကတည်ငြိမ်ရင်တော့သက်ဆိုင်ရာကဖြစ်ကြောင်းကုံစင်သတင်းထုတ်ပြန်ပါလိမ့်မယ်။အခုကတော့နေရာအတိအကျရေးတာမျိုးတွေတက်နိုင်ရင်တော့ထိမ့်ထိမ့်သိမ့်သိမ့်လုတ်စီကျင်းပါတယ်လို့တော်လန်ရေးသတင်းအရင်မြစ်ကဆက်လက်ပြောဆိုပါရစေ။ အကြံဖတ်စစ်ကောင်စီရဲ့တပ်မတုံတုံစစ်ကြောင်းကိုတိုက်ခိုက်ချိန်မုံရမှာဒေသတော်လိုင်းတပ်ပေါင်းစုံကစုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကြီးရွာ LPDF များပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဗမော်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီရဲ့ကာကင်စကန်၅ခုကိုတင်ပိုက်ရရှိကတိုက်ရင်မှုနဲ့အဖွဲ့ကိုအရှင်ဖမ်းပြီးဖားကန့်ကိုထိုးစစ်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းများတိုက်စုံးမှုများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ဗမော်မြို့သိန်းတိုက်ပွဲမှာယမန်နေ့ကဆက်လက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီရဲ့ကာကင်စကန်၅ခုကိုထပ်မံသိမ်းပိုက်ရရှိခဲ့ကစစ်တပ်ရဲ့တရင်မှုနဲ့အပွဲကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဧပြီလ25ရက်နေ့မှာစတင်၍ဗမော်မြို့သိန်းတိုက်ပွဲမှာပြန်လည်ပြင်းထန်လာခဲ့ပြီး KIA KPDF များကထိုးစစ်ကိုအရှိန်မြှင့်တင်ခဲ့ကြောင်းအဲ့ဒီတိုက်ပွဲများအတွင်းစကခ27ရဲ့ကာကင်စကန်၅ခုကိုသိမ်းပိုက်ရရှိပြီးစစ်တပ်တရင်မှုနဲ့အပွဲကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ စက္ကခ21ရဲ့ကာကင်စကန်9ခုကိုထက်ရတယ်အခုကစက္ကခ21ရဲ့ဘိုကင်းအထိရောက်နေပြီအဲ့ဒီအထဲမှာစစ်တပ်တရင်မှုနဲ့အပွဲကိုလည်းစစ်တုံးပန်းဖြစ်ဖမ်းဆီးရရှိထားပါတယ်တိုက်ပွဲတွေပြင်းထန်နေတယ်စစ်တပ်ကလေရင်တွေနဲ့တစ်ချိန်လုံးဘုံလာကျဲနေတယ်ကိုယ့်ဘက်မှာလည်းအထိကိုက်တွေရှိတယ်လို့ KNY သတင်းအရင်းမြစ်ကပြောဆိုပါတယ်2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှာစပြီးဗမော်မြို့ကိုတင်ပိုက်နိုင်ဖို့အတွက် KNA ဦးဆောင်တဲ့ပူပေါင်းတပ်များကထိုးစစ်ဆင်ခဲ့ကလက်ရှိအချိန်၅လနီးပါးကြာသည့်အထိတိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းသိရှိရပါတယ် အလားတူကချင်ပြည်နယ်ဖားကန့်မြို့နယ်ကိုစစ်တပ်စစ်ကြောင်းများကခြိတက်ထိုးစစ်ဆင်နေရမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်များကို KNA ဥဆောင်တဲ့တော်လန်ရေးတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီလိုတိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်မှအထိနာပြီးတေဆုံးထိခိုက်မှုများပြားကြောင်းသိရှိရပါတယ်စခရီဘက်ကလက်နက်နဲ့ခဲယမ်းနဲ့စစ်ပစ္စည်းတွေတိမ်းဆဲရရှိထားတာရှိပါတယ်စခရီဘက်ကဘလောက်တေးတယ်ဆိုတာတော့အရေးအတွက်မသိရသေးဘူးလို့ KPDF သတင်းရင်းမြစ်ကပြောဆိုပါတယ်ဧပြီလ24ရက်နေ့မှာစတင်ပြီးကချင်ပြည်နယ်ဖားကန့်မြို့သို့ မိုးကောင်ကာမိုင်းဘက်မှစစ်တပ်စစ်ကြောင်းများအင်အားရချီ၍တက်လာခဲ့တဲ့အတွက်ဖားကန်လမ်းမိုင်းများအလုံးပိတ်ထားကြောင်းညကြီးနာမိုးကောင်ကာမိုင်းဘက်လမ်းရေကာရာရွာတဝိုက်မှာတိုက်ပွဲများအကြီးအကျယ်ဖြစ်ပွားနေခဲ့တဲ့အပြင်ဟိုပင်အင်းတော်ကြီးလမ်းမိုင်းတဝိုက်မှာလည်းစစ်တပ်ကစစ်ကြောင်းများထိုးနေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲများအတွင်အကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးသခိုင်းနယ်ကြောက်စဲရီမှာယနေ့ညပိုင်းငလင်တိတိတတ်တာလှုပ်ခတ်ပြီးပြည်သူအများစုခံစားသိရှိရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးသခိုင်းနယ်ကြောက်စဲတို့မှာယမန်နေ့ညပိုင်းကငလင်တိတိတတ်တာလှုပ်ခတ်ခဲ့ပြီးပြည်သူအများစုခံစားသိရှိရကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ ယမန်နေ့ဧပြီလ26ရက်နေ့ည8:53မိနစ်အချိန်မန္တလေးဇကိုင်းနယ်ကြောက်စဲတို့မှာငလင်တိတိတတ်တာလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းငလင်လှုပ်ရှားမှုမှာစက္ကန့်ပိုင်းသာကြာမြင့်နေဆိုပေမဲ့လှုပ်ခတ်မှုနဲ့ရိမ့်ထုတ်မှုကိုတိတာစွာခံစားရကြောင်းပြည်သူများကပြောဆိုကြပါတယ်။ငလင်ကလှုပ်တဲ့အချိန်အရာဝတ္ထုပစ္စည်းတွေပါရိုက်တံတွေထွက်တာအော်ဒန်နဲ့လာလှုပ်တယ်လို့ခံစားရတာလို့မန္တလေးပြည်သူတို့ကပြောဆိုပါတယ်။ အလားတူစကိုင်းမြို့မှာပြည်သူတို့ကလည်းယမန်နေ့ည7:53မိနစ်အချိန်လှုပ်ခတ်ခဲ့တဲ့ငလင်ကိုအလွန်တိတာစွာခံစားရပြီးနေအိမ်များရိမ်းထိုးခဲ့တယ်လို့ဆိုပါတယ်။လှုပ်တာတော့တစ်ချက်ထဲပဲဒါပေမဲ့ရိမ်းထိုးပြီးတွန်းလှဲလိုက်တယ်လို့ပဲလို့စကိုင်းမြို့ဇေယျကွက်တဲ့ရက်ကွက်မှာပြည်သူတို့ကပြောဆိုပါတယ်။ အမျိုးသားညညရေးအစိုးရတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့လူမှုကယ်ဆယ်ရေးဝန်ကြီးဌာနကတော့ယမန်နေ့ဧပြီလ26ရက်နေ့မြန်မာစံတော်ချိန်ည8:53မိနစ်အချိန်ခန့်မှာမန္တလေးတိုင်းကြောက်ဆယ်မြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍ Richter scale ၄အဆင့်နဲ့အင်အားအသင့်တင်ရှိတဲ့မြင်းငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်းစကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်ပေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနဲ့အညီနေထိုင်ကြပါရန်ထပ်မံအသိပေးကြောင်းသတင်းထုတ်ပြန်ထားပါတယ် မတ်လ28ရက်နေ့ကပြင်အား9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်နောက်ဆက်တွဲငလင်လှုပ်ခတ်မှုအကျဉ်းကြီး156ကျင်းရှိနေပြီဖြစ်ကြောင်းစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလပေဒါညွန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ချောင်းဦးမြို့မှာရဲစခန်းမှာထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ရင်တန်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၁၀ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းချောင်းဦးမြို့နယ်ချောင်းဦးမြို့မှာရဲစခန်းမှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား၁၀ဦးသေဆုံးခဲ့ကြောင်း Royal Tiger Force ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ April 20ရက်နေ့နနက်9:30မိနစ်အချိန်ခန့်မှာချောင်းဦးမြို့မှာရဲစခန်းမှာအင်အား၁၀၀ခန့်နဲ့ချောင်းဦးမြို့အရှိတ်ဟန်သစ်စီဆိုင်အနီးငရံရွာမြောက်ဖက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပရိဒါမိုင်းတွဲ၁၀လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား၃ဦးသေဆုံးပြီး၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ ထို့နောက်ယင်းနေ့နက်နက်10:15မိနစ်အချိန်ခန့်မှာလဲမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမှာထွက်လာတဲ့တံပြားကကားရှိစီအနက်ရှေ့ဆုံးကားနှစ်စီးကိုမုံရွာမန္တလေးလမ်းမပိုင်းတနေရာမှာပရိဒါမိုင်းတွဲနှစ်တွဲစုစုပေါင်းမိုင်း10လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာပထမကားကိုမိုင်းထိမှန်ပြီးနေရာရင်းမင်းထိုးရက်သွားကြောင်းအလားတူဒုတိယကားကိုလည်းမိုင်းထိမှန်ခဲ့ပြီးလွင့်စင်သွားတဲ့စစ်သားနှစ်ဦးသေဆုံးပြီး6ဦးအပြင်းထန်ရရရှိခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်ချောင်းဦးမြို့မှာရဲစခန်းမှာလုံခြုံရေးယူပေးရန်အင်အား80ကျော်နဲ့ထွက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုယင်းနေ့နဲ့နဲ့17နာရီ25မိနစ်အချိန်ခန့်မှာ drone နဲ့၄ချိန်ဘုံဒီ24လုံးကြဲချတိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးထပ်မံနဲ့ထပ်မံတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။မုံရွာကနေထွက်လာတဲ့ကားတန်းတွေကိုလုံခြုံရေးယူပေးဖို့ထွက်တဲ့စစ်ကြောင်းမှာကင်းမုံတွေချတာပထမစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်လိုက်တာ3ဦးသေတယ်ကားရန်ကိုမိုင်းဆွဲတာက2ဦးသေတယ်ကားနှစ်စီးပျက်စီးတယ်ပထမကားကနေရာမှာနေထိုးရက်သွားတာ ဒုတိယမြောက်ကားကကာလာတဲ့တံများတွေပါလွင့်ထွက်ကုန်တာစစ်ခွေးနှကောင်တေးပါတယ်ချောင်းဦးရဲစခန်းကနေထတ်ထွက်လာတဲ့စစ်ကြောင်းကို drone နဲ့ပုံကျဲတာက9ဦးတေးပါတယ်ထတ်တိုးတေးဆုံးစင်းတော့မရှိသေးပါဘူးခြေပြက်တဦးတော့ရှိပါတယ်ဒဏ်ရာရတွေလည်းများပါတယ်လို့ Riot Tiger Force ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Riot Tiger Force ပျောက်ကြားတပ်ဖွဲ့နဲ့အတူမုံရွာခရိုင် MS-7 တပ်ရင်းတပ်ခွဲ3လျှက်စီးတပ်ခွဲຫນွေဦး Brother Column နွေဦးညီကိုများစစ်ကြောင်းနဲ့မုံရခရိုင်ပကဖ drone လက်ရုံတက်တို့မှပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။မိဘပြည်သူတွေကိုပြောချင်တာကခရီးသွားတဲ့အခါမျိုးမှာစစ်ကောင်စီရင်တန်းတွေနဲ့တွေ့ရင်ဝေးဝေးနေကြဖို့ပြောချင်ပါတယ်။တိုက်ပွဲတွေအမြဲတမ်းပေါ်ဆောင်နိုင်ဖို့အတွက်ရမုံငွေအခက်ခဲတွေရှိတာကြောင့်ကုညီဝန်းရံအဖြစ်ပေးကြဖို့ပြည်သူတွေကိုတောင်းဆိုချင်ပါတယ်လို့ Riot Tiger Force ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကထပ်မံပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒဝဲမြို့နယ်ကဟာလီကွိစစ်ကောင်စီစစ်တပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်စစ်ကောင်စီဗိုလ်ကြီးကအဖမ်းခံရမည်ဆိုတဲ့အတွက်တနက်နဲ့ပြစ်အစုံစီရင်စစ်သား16ဦးအလံဖြူလက်နက်ချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်ဒဝဲကားလမ်းပေါ်မှာရှိတဲ့ဒဝဲမြို့နယ်မောင်မဲမဲရှောင်ကျေးရွာကဟာလီကွိစစ်ကောင်စီစစ်တပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဂျမန်နေ့ဧပြီ26ရက်နေ့ညနေပိုင်းမှာသိမ်းပိုက်ရရှိခဲ့ပါတယ်။ ယမန်နေ့နနက်6နာရီလောက်ကစပြီးတိုက်ခိုက်ခဲ့တဲ့ဒေတာအရက်ကဟာလီကွေစစ်ကောင်စီစစ်တပ်စကန်ကိုညနေ9နာရီလောက်မှာတိမ့်ပိုက်ရရှိခဲ့တယ်လို့ဒဝဲခရိုင်တော်လိုင်းရဲဘော်တူကပြောကြားပါတယ်။စကန်ကိုမိရှုခဲ့တဲ့လက်နက်တွေလည်းရခဲ့တယ်လို့ဒဝဲခရိုင်တော်လိုင်းရဲဘော်တူကပြောကြားပါတယ်။ အင်အား20လောက်သာရှိတဲ့ဟာလီကွိစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား16ဦးကအလံဖြူထောင်လက်နက်ချခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား4ဦးသေဆုံးခဲ့ပြီးစကန်ရဲ့အကြီးအကဲဗိုလ်ကြီးကတော့စကန်သိန်းပိုက်ခံရအပြည့်မှာသူ့ကိုယ်သူတက်နက်နဲ့ပြစ်တက်အဆုံးစီရင်သွားတယ်လို့ဒဝဲခရိုင်ကတော်လိုင်းရဲဘော်တူဦးကပြောကြပါတယ်။၄ယောက်ကတိုက်ပွဲမှာတေတာဗိုလ်ကြီးတော့အဖမ်းခံရမှကြောက်လို့ထင်းနေသူ့ကိုယ်သူတက်နက်နဲ့ပြစ်တက်သေသွားတယ်လို့ဒဝဲခရိုင်တော်လိုင်းရဲဘော်တူဦးကပြောကြပါတယ်။ တိုက်ပွဲဖြစ်နေစဉ်ယမန်နေ့နေ့လယ်ပိုင်းမှာလဲစစ်ကောင်စီကလေကြောင်းနဲ့ဘုံလာကျဲလို့ဇဟာကျေးရွာဘုံကြီးကျောင်းဤဘုံကျလို့အရတနှစ်ဦးတေဆုံးပြီးဘုံကြီးနှစ်ပါးလဲဒဏ်ရာရရှိခဲ့တယ်လို့သူကပြောပါတယ်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တဝဲပြည်သူလွတ်မြောက်ရေးတပ် TPLF တပ်တဲ့အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA အပါအဝင်တော်လှန်ရေးတပ်ပေါင်းစုတွေကစုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ် ပြီးခဲ့တဲ့ April 19ရက်နေ့ကလည်းဒဝဲခရိုင်အတွင်းမှာတက်မဟာလီနယ်မြေကစစ်ကောင်စီရဲ့ viewer scan တစ်ခုဖြစ်တဲ့ data viewer scan ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ခဲ့ပါတယ်။အဲ့ဒီစကန်က viewer မှုကိုလည်းအသေးဖမ်းမိခဲ့တယ်လို့သိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေဖြူမြို့နယ်မှာခလာရနှစ်ခွန်တုတ်တက်ရဲမှဒုတက်ချက်တအူးနဲ့ဒီမော့ဆိုးမှာစစ်မှုတန်းတပ်သားတစ်6ဦးလက်နက်များယူဆောင်လာပြီး PDF တပ်ဖွဲ့တန်အလင်းဝင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းရေပြူမြို့နယ်မှာခလာရနှစ်ကွန်တုတ်တရင်မှာဒုတက်ချက်တူတနတ်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း People's Defense Force ဗိတ်ခရိုင်တရင်နှင့် P23402 မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဧပြီလ22ရက်နေ့ကရေပြူမြို့နယ်ကံပေါက်ဒေသအခြေစိုက်ခလာရနှစ်ကွန်တုတ်တရင်မှာဒုတက်ချက်တူတနတ်တလက်ယူဆောင်လာပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိတ်ခရိုင်အမှတ်1တရင်ထံအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့တူတက်ချက်တအူဟာ MA1 တနက်တက်လက်ကြီ150တော့ကြီပေါက်၄ခုလို့ကိုယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပုံမှန်ကတော့ MOD ကချိမြင်ပါတယ်။ဒါပေမဲ့ချက်ချင်းမကြပါဘူးချိမြင်ငွေတွေကကျွန်တော်တို့ကတရင်အနေနဲ့တတ်နိုင်တဲ့ပမာဏတစ်ခုတော့ယာယီပေးထားပါတယ်။အဲ့ဒါတော့အတိအကျကျွန်တော်ပြောလို့မရပါဘူးရဲဘော်ရေစီတစင်ပြီးတစင်ချိတ်ဆက်လာတာပါလောလောဆယ်တော့လုံကြုံတဲ့နေရာမှာထားထားပါဗါတယ် သူသဘောသူဆန္ဒအလျောက်ပဲသူလှုပ်ချင်တဲ့အတိုင်းပဲဆောင်ရွက်ပေးဖို့ရှိပါတယ်လို့ People's Defense Force ဗိတ်ခရိုင်တရင်နှစ်မှာတာဝန်ရှိသူတို့ကပြောကြပါတယ်ပြည်သူရင်ခွင်ကိုရဲဝံစွာခေါ်လုံလာတဲ့ CDM စစ်သားများကိုတရင်ဘက်မှလုံခြုံစွာထားရှိ၍မူဝါဒနဲ့ညီဆောင်ရွက်ပြီး၎င်းတို့ရဲ့သဘောဆန္ဒအလျောက်နေထိုင်ခွင့်ပြုသွားမှာဖြစ်ပြီးပြည်သူရင်ခွင်ခေါ်လုံလာတဲ့ရဲဘော်များကိုလည်းအမြဲကြိုဆိုလျက်ရှိကြောင်း People's Defense Force ဗိတ်ခရိုင်တရင်နှစ်ကအသိပေးနှိုးဆော်ထားပါတယ် အလားတူကရင်နီပြည်နယ်ဒီမော့ဆိုမှာလည်းစစ်မှုထမ်းတပ်သားတစ်6ဦးတပ်နက်9လက်နဲ့တူလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆိုမြို့နယ်အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ16ရက်နေ့ကစစ်မှုထမ်းတပ်သားတစ်6ဦးဟာတပ်နက်9လက်နဲ့အတူလက်နက်ခဲယမ်းများယူဆောင်လာပြီးပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF တပ်ဖွဲ့ထံအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ အလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သား6ဦးဟာ MA1 တနက်5လက် MA1 G455 တော့ကြီပေါက်16ခုလက်ပစ်ပုံ4လုံး14နေမိုင်း3လုံးကြီက4တယ် Icon 3လုံးဖုန်း9လုံးခန့်ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုလက်နက်များယူဆောင်လာပြီးအလင်းဝင်ရောက်လာတဲ့အတွက်ကြောင့်ကနအူးထောက်ပံ့ငွေအဖြစ်ငွေချက်65သိန်းခန့်ထောက်ပံ့ပေးထားပြီးမိသားစုဝင်များကိုအကြောင်းကြားကဆက်သွယ်နိုင်ရန်ကူညီမှုများဆက်လက်လှုံ့ဆော်ပေးသွားမှာဖြစ်ပြီးလက်ရှိအချိန်မှာကောင်းမွန်စွာစောင့်ရှောက်ထိန်းသိမ်းထားကြောင်းသိရှိရပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေနောက်ထပ်ပြည်ရင်ပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ